မင်္ဂလာပါသားတို့သမီးတို့ရေအခုကမှလည်းဦးကောင်းကတတမီမီတို့အတွက်ဘုသူတရရှိစီမယ်ပုံမြင်လေးတပုတ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ပုံမြင်လေးရဲ့နာမည်ကကောလီကနဲ့ကန်တရားတဲ့ရှေးအခါကကောလီကအမည်ရှိသောရေကန်းတဲ့တူရှိလေသည်ကောလီကသည်လှပစမ်းကြဲသောအဝိတုကိုရက်တက်သည်အစင်အစံအကွက်စမ်းများကိုလည်းတီထွင်တက်သည်ပိုဖဲ ဂတိပါစသောအဝတ်မျိုးစုံတို့ကိုလည်းရက်ကန်းလှုပ်တတ်သေးသည်အချားရက်ကန်းတွေတို့နဲ့ရှင်ပြိုင်ပါကကောလိကကြီးလက်ရသည်တောင်းအကောင်းဆုံးဖြစ်လေတော့တာပေါ့ကွယ်သို့တော့ရက်ကန်းပညာရှင်ကောလိကသည်နာမည်ကြီးတော်လဲစားလောက်ယုံဝိလောက်ယုံများတပါအပိုအရှင်ဟူ၍စုမိစောင်းမိခြင်းမရှိချေဒီနေ့တွင်ကောလိကသည်မိမိဘဝကိုတွေး၍စဉ်းစားနေမိတော့တာပေါ့ကွယ်ငါသည်မင်းနေပြည်တော်တွင်အတော်ဆုံး ရေကဲပညာရှင်တဦးဟု၍လူအများစု၏ချီးမွမ်းခြင်းကိုခံရသူဖြစ်၏။သို့တော်လည်းစားလောက်ယုံများအဥ္စာငွေကြီးကိုသာရခဲ့၏။အခြားသောတာမညရေကန်းသေးတို့မှမူအဥ္စာဒနာကျွေးဝါချမ်းသာ၍တတိယတကြွေများဖြင့်အခေါ်ခံနေကြရ၏။ငါသည် ဤသို့လုံလုံဆားဆားသာဖြစ်ရခြင်းမှာငါ၌ချိုးရင်းချက်တစ်ခုခုရှိနေသောကြောင့်ဖြစ်နိုင်၏။ဤသို့မဆိုမိမိချိုးရင်းချက်ကို အခြားသူတို့သာသိနိုင်မြင်နိုင်ပေသည်။ထို့ကြောင့် ငါသည်ပညာရှိအမတ်ကြီးထံသို့သွား၍မင်းမြင်စုံစမ်းရသောကောင်းအံစဉ်းစားပြီးနောက်ပညာရှိအမတ်ကြီး၏အိမ်တော်သို့ထွက်လာခဲ့လေသည်ကောလီကသည်ပညာရှိအမတ်ကြီးထံသို့ရောက်သောအခါယူသည်စွာရှိခိုးပြီးအိုးပညာရှိအမတ်ကြီးကျွန်ုပ်သည်ဤရွှေမြို့တော်တွင်အတော်ဆုံးရကဲပညာရှင်တယောက်ဟုအတိမတ်ပြုခြင်းကိုခံထားရပါသည်တိုးတော်လေကျွန်ုပ်မှာရရဆန်းဆန်းများသာရှိပါ၏ချမ်းသာကြွယ်ဝခြင်းမရှိပါ အခြားရက်ကန်းတွေတို့ကကျွန်ုပ်လောက်မတက်ကျွမ်းကြပါလျက်ရက်ကန်းလုပ်ငန်းနဲ့လုံစွာကြေဝချမ်းသာနေကြပါ၏ကျွန်ုပ်၏ချိုးရင်းချက်တစုံတရာတစ်ခုကိုရှာဖွေပေးပါသူတစ်ပါးကဲ့သို့ချမ်းသာစီသောနိလမျာကိုညွှန်ကြားပြသပေးတော်မူပါအမောင်ကောလိကပစ္စည်းဥစ္စာဟုသည်အချိန်တန်မှရတတ်ပေ၏ကံတရားသည် အကျိုးပေးချိန်တန်မှ အကျိုးပေး၏ကံကိုယုံကြည်၍လည်းအလုံးမလုံးပဲမနေသင့်ပါလုံးလဝရိယကို အစင်မပြတ်အားတုံနေရပါ၏။ကဲနှင့်လုံလောက်သည့်ရေနှင့်ကြာကဲ့သို့ရှိကြ၏။အမောင်၌ယခုအခါပစ္စည်းဝိထုတို့ကိုကောင်းမွန်စမ်းကြေစွာပြုလုပ်တတ်သောဉာဏ်ပညာသာရှိ၏။ကဲနှင့်လုံလောက်လုံနေပေလိမ့်မည်။လုံလောက်ကျုပ်ကို၍အလုတ်ကိုလုံရမည်။လုံလောက်ကျုပ်ကိုလုံရတွင်လည်းတဏှာထဲတွင်လုံရမဖြစ်နိုင်ပါ။တိုင်းတစ်ပါးသို့တွား၍တော်လကောင်းသို့မဟုတ်အရက်တစ်ပါးသို့ထွက်သွား၍တော်လကောင်းလုတ်ကိုလုံရမည်။ဤသို့ လုံတည်ရှိသောတင်ရေးပညာကိုအမိပြု၍လုပ်ငန်းများမှာဖွံ့ဖြိုးလာပေလိမ့်မည်။ထို့အခါအမောက်အားကင်တရားကအရေးပေါ်မှာကပ်ပါလာပေလိမ့်မည်။ကောလီကသည်ပညာရှိအမတ်ကြီးစကားကိုနားလည်သဘောပေါက်ခဲ့သည့်အတိုင်းအင်းတို့ပြန်လာခဲ့ပြီးမိမိရဲ့မယားကိုခေါ်၍အိုဘဲနမတာမညရကန်းတေတို့သည်ယခုအခါရွှေငွေဥစ္စာတို့ဖြင့်အလွန်ပေါများကျွဲဝါကချမ်းသာကြလေသည်ငါသည် ဒီမြို့တွင် အတော်ဆုံးရကန်းပညာဖြစ်ပါလျက်ဆင်းရဲတုံးပင်ရှိရှိသေးသည်ထို့ကြောင့်ငါသည်ဤရွာ၌နေ၍အကျိုးရှိမည်မဟုတ်ပြီအရေတပါးသို့တွားရောက်စီးပွားဥစ္စာရှာဖွေတော့အံဇနီးတဲ့ကအရေတပါးသို့တွား၍ပြည့်စည်ဥစ္စာရှာဖွေမှရမည်ဟုတ်လားမိမိရဲ့ရွာ၌ဥစ္စာမဖြစ်ထွန်းနိုင်ဟုဆိုခြင်းသည်မာယွန်သောယူဆဖြစ်ပါ၏ပညာရှိတို့အစိုးတစ်ခုမှအကျဉ်းသူသည်ကောင်းကင်၌ပြန်သောပညာသို့မဟုတ်အလုံးစုံသောမြေတွင်သို့ မုံရှုံးနိုင်သောပညာရှိသည်ဖြစ်စေထို့သူသည်ဘဝဟောင်းကပေးသောကံရှိကမရနိုင်အကြောင်းကိုအဆိုရှိလေ၏။"အိုအရှင်ဘဝဟောင်းကပြုခဲ့သောကံသည်ဘဝပေါင်းများစွာချားနေတော်လဲနောက်ဆုံး၌ပြုလုပ်ခဲ့သောသူကိုမှတ်မိကနောက်ကလိုက်ပါ၍လာလီပေသည်။ဘဝဟောင်းကပြုခဲ့သောကံသည်ကိုနှင့်အတူအိယာတွင်လဲအတူတကားလိုက်၏အိ၏။တွားယာတွင်လဲအတူတကားတွား၏။ ။ထာယာတွင်လည်းအတူတကွလာ၍ထိုင်၏။ဥပမာအားဖြင့်ဆိုသောအရင်နေခန္ဓာကိုယ်သည်အမြင်ဆက်ဆက်ယူနေသောကြောင့်ခန္ဓာကိုယ်သည်အကျင့်အရက်၌နေ၏။အရေးသည်လည်းထိုအရက်၌ပင်နေ၏။ထို့ကြောင့်ကံသည်ကံကိုပြုလုပ်တတ်သူနှင့်သာအမြင်ဆက်ဆက်ယူနေလေ၏။ဒါကြောင့်ဤရမှာပင်နေ၍လောက်ကင်စားတော့ပါဖြစ်ရမည်ကိစ္စသည်ဖြစ်ရမည်သာသည်အဖြစ်မည်ကိစ္စမှာမြည်သည့်အခါမှဖြစ်လိမ့်မည်မဟုတ်ပါဇနီးတေကထို့သူပြောတော်လဲ ကောလီကာကအပင်နမတင်းဤစကားဒီမာဤအကြောင်းမူကားလုံလာကြိုးကိုအာထုတ်ခြင်းမရှိသူအားဘယ်အကျိုးမှကြီးစုမဖြစ်ထွန်းနိုင်ပေဒါကြောင့်ရှိပညာရှိတို့ကလုံလာကြိုးကိုအာထုတ်သောသူထံတို့သာကဲကြမာသည်ကဲအတိုင်းပဲဟုပြောဆိုခြင်းသည်လူပြင်းလူညံတို့၏စကားသာဖြစ်၏ထို့ကြောင့်ကဲငူတာဝန်ပေးခြင်းမှလွတ်၍မိမိခွန်အားတတိအားလျော်စွာကျူးစွာအာထုတ်ရမည်အကယ်၍အာထုတ်ပါလျက်အကျိုးမဖြစ်သည်ရှိသောမိမိ၌အပြစ်မရှိပါ ကဲဤအဖြစ်သာဖြစ်ပါပြီ။အိုးအရှင်မငါသည်လုံလာကျုပ်ကိုအားထုတ်ရန်အလုံကတိုင်းတပါသို့အေကန်သွားရတော့အံ။ထိုသူပြောဆိုပြီးကောလီကာကဇနီးတဲ့ထံမှရိတ်ခါတို့ကိုယူ၍ဝရမာနာမျိုးစီသို့ထွက်ခွာသွားလေတော့သည်။ကောလီကာသည်ရေကဲပညာရှင်ဖြစ်ဝရမာနာမျိုးတွင်သုံးနှစ်သုံးမှုများအလုတ်ကိုစူးစမ်း၍လုတော့အခါရွှေချိန်300များရရှိခဲ့သည့်ဖြင့်အုတ်စာတို့ကိုတဲပို့၍မိမိမျိုးရွာသို့ပြန်လာခဲ့ရာ ခရီးလမ်းရှိတောင်းနဲ့တစ်ခုသို့ရောက်သောအခါနေဝင်ပြီဖြစ်၍တာယန်တရိဆန်ဘေးတို့မှလွတ်ကင်းစီရန်တပ်ပင်ပေါ်သို့တက်၍အိတ်လီခဲ့သည်ခနာကြာသောအခါအိမ်မက်မြင့်မက်လေသည်ကျောင်းမက်ပွင့်မျက်နှာပုံပန်းရှိသောလူနှစ်ယောက်သည်အချင်းချင်းဤသို့စကားပြောဆို၍နေကြ၏တယောက်က"အိုအဆွေတင်းဒီမသိသလားကောလီကဤကံသည်မိမိစားလဝှက်လောင်ယုံမှပုံမူ၏ချမ်းသာမှုကိုမပေးအဘယ်ကြောင့်တင်းဒီ ကောလိကကိုရွှေချိန်300ကိုပေးပြီတနည်းထိုအခါနောက်တစ်ယောက်က"အိုအဆွေငါသည်လုံးလာကျိုးကိုအားထုတ်သူအားတင့်လျော်သောအကျိုးကိုပေးပြီ၏အိမ်မက်မြင်မက်ပြီးနောက်နိုးလာတော့ကမိမိရွှေတို့မှာတူးဆန်းစွာပျောက်ဆုံးနေ၏ရှားပွေတော်လည်းမတွေ့ရတော့သဖြင့်ပူပင်တော့ကဖြစ်ရ၏ကောလိကလည်းမိမိကံကိုရှုံချဖြစ်တည်ရင်စဉ်းစားမိ၏ငါအိမ်မက်သည်အဘေတို့ဖြစ်လေသည်နည်းအလိုကျိုးစား၍ရှားပွေထားသော ငါဤပစ္စည်းဥစ္စာသည်တခဏချင်းဘယ်သို့ရောက်သွားရလေသနည်းငါဤလုံလဝရိယထုတ်ရခြင်းသည် အချင်းဤတာဖြစ်ရကြပြီယခုငါသည်စေးရဲစွာဖြင့်ငါဤမိမလေးမိတ်ဆွေတို့ကိုအဘေကိတ်သို့မျက်နာပြဝင်ပါအန်းသည်စဉ်းစားပြီးနောက်ဝရမာနမျိုးစီသို့တပံပြေးရသောကဒုတိယအချိန်စူးစားအလုံးလုံးပြဲ၏ထို့သောနေနေညာညာလုံလာစား၍အလုံးလုံးသည်ဖြင့်ရွှေချိန်900ကိုရသည်ဖြင့် ်မိမိအိမ်သို့ပြန်လာခဲ့လီပြန်သည်ထိုအခါတွင်လည်းခရီးလမ်းတွင် ရှင်းဤအတိုင်းမိုးချုပ်သောကြောင့်မိမိရွှေတို့ကိုပေါင်ကြားတွင်ထဲကမေးဆက်၍အနားယူခဲ့ပြန်လီသည် အိမ်ပြောသွားသောအခါရခင်အတိုင်းပင် လူနည်းရောစကားပြောနေကြသည်ကိုအိမ်မက်မြင်မှတ်ခဲ့လီသည်အိမ်မက်ထဲ၌ပထမတစ်ယောက်သည်အိုအဆွေတင်သည်ဤကောလိကအားအဖေကြောင့်ရွှေချိန်900ကိုပေးပြန်သည်နီကောလိကမှာစားတော့ယုံမှတပါ အပူဥစ္စာပစ္စည်းများကိုကံကမပေးချောင်းတင်မသိသလိုပထမတယောက်ရဲ့စကားကိုဒုတိယတယောက်က"အိုအဆွေလုံလာကျိုးကိုအားထုတ်သူအားလုံလာအားလျော်စွာဥစ္စာကြီးငွေတို့ကိုပေးအပ်ရန်ငါထံတာဝန်ရှိလိမ့်မည်"ထို့သူပြောတဲ့ကိုကြားရစင်မှာပင်ကောလီကလည်းအိယာမနိုးလာခဲ့သည်နိုးနိုးပြီးချင်းသွေးပေါင်ကြားမှရွှေတို့သည်လည်းအံ့ဩဝယ်ကောင်းစွာပျောက်သွားလေတော့သည်ထို့အခါ ကောလိကလည်းစိတ်မချမ်းသာဖြစ်လျက်ငါသည်အောက်ဆောင်ပြစီမရှိဘဲအသက်ရှင်ရည်နေလေအကျိုးမရှိပြီဤတက်ပင်၌ဇွဲချိုးချ၍တရားတီကကောင်းပါသည်ပြောပြောဆိုဆိုနှင့်လွေချိုးတစ်ခုကိုယူ၍တစ်ခိုင်းနှင့်ချီနှောင်ပြီးလျင်ကျိုးတစကိုမိမိလည်းပင်၌ချီလေသည်ထို့နောက်တစ်ခိုင်းပေါ်မှခုံချမိပြုစေကောင်းကင်မှနှစ်သားတစ်ပါးရုတ်တရက်ပေါ်လာပြီအလိုကောလိကအကျိုးမရှိတော့လို့ကိုဤသို့အချင်းကြီးမလုပ်ပါနဲ့ငါသည် တင်းဥစ္စာတွေကိုဝတ်ထားသူဖြစ်သည် အပေကြောင့်ဆိုသောတင်းမှာစားလို့ယုံမှာပို့လို့၍ဥစ္စာပစ္စည်းကျွေးဝချမ်းသာရဲ့ကံမရှိပါကြီးဒါကြောင့်တင်းဥစ္စာပစ္စည်းများကိုငါသိမ်းစီးထားပြီးတင်းဒီမိမိအိမ်တို့သာပြန်ပြီးတော့တို့တော့တင်းလုံလဝရိယနဲ့ဇွဲတက်တီကိုကငါချီးကျူးပါ၏တင်းဤလုံလဝရိယအတွက်ငါတမတင်းအလိုရှိရာစုတစ်ခုကိုတောင်းလို့ငါပီအန်ကောလီကမှာမူအရှင်နမေ တက်နိုင်လျင်ကျွန်ုပ်၏အဥ္စာပစ္စည်းများကိုသာပြန်ပေးပါလောကျွန်ုပ်သည်ယခုဘဝတွင်အဥ္စာပစ္စည်းမရှိဘဲအသက်ရှင်၍မနေလိုပါထို့အခါနတ်သားကအိုကောလီကာတင်သည်မိမိမခံစားတတ်သောအဥ္စာပစ္စည်းတို့ကိုအပြေကြောင့်တောင်းတနေပြီတနည်းတင်ကစားရခြင်းဝတ်ရခြင်းမှပိုလို၍အဥ္စာရရင်ကဲမရှိ၍အကယ်၍အဥ္စာပစ္စည်းရတော့လေတင်မှခံစားနိုင်လောက်သောကံမရှိခြင်း ်ထိုအဥ္စာပစ္စည်းသည်တင်းဤလက်ထက်၌တည်ရှိနေလိမ့်မည်မဟုတ်ပါတင်းသည်အဥ္စာပစ္စည်းနှင့်မထိုက်တန်ပြီးကောလီကကလည်းအိုအနမေညီတို့ပင်ဖြစ်စေမသုံးဆောင်ထိုက်သောအဥ္စာပစ္စည်းတို့ကိုပင်ကျွန်ုပ်အားပေးပါလောဒီစုကသာကျွန်ုပ်အလိုရှိ၏အဥ္စာပစ္စည်းတစ်စုံတစ်ရာရှိမှသာ လူတို့ယူသည်တက်တည်မဟုတ်ပါလောထိုအခါနတ်သားကအိုကောလီကဤတို့ဖြစ်ချေကတင်းသည်ဝရမာနာမျိုးတို့တက်ဖန်ပြန်၍သွားအောင်လော ရမာနာမျိုးတွင်တတိနှစ်ဦးရှိပြီသည်တဦးမှာကောပဒဒနာဟုအမည်ရှိပြီကောပဒဒနာဆိုသည်မှာဩစာပစ္စည်းများကိုမတုံးဆွဲရပဲစောက်ရှောက်ယုံသာစောက်ရှောက်ရသူကိုဆိုလိုခြင်းဖြစ်ပါသည်ဒုတိယတတိယဤနယ်မီကဘောဂဒနာဟုအမည်တွင်လေသည်ဘောဂဒနာဆိုသည်မှာဩစာပစ္စည်းခံစားစင်စားရသူကိုဆိုလိုပါသည်ထိုတတိယနှစ်ယောက်တို့ဤအကြောင်းအရာကိုပြည့်စုံစွာဆုံးဆန်းပြီးငှအာပြန်ကြပါလောထိုအခါ တင်တောင်းဆိုလျင်ထိုက်တန်သောဥစ္စာပစ္စည်းတို့ကိုငါပေးပါအံ။ရုတ်တရက်ပြောဆိုပြီးနတ်သားမှာကောလိကရှိ၌ပြောက်ွယ်သွားလေတော်သည်။ကောလိကသည်လည်းနတ်သား၏ညွန်ကြားချက်အတိုင်းမြို့သူတပံပြန်ခဲ့ပြီးကုပ္ပတဒနာ၏အိမ်သို့သွားလေသည်။ကုပ္ပတဒနာ၏အိမ်သူအိမ်သားတို့သည်ကောလိကအားမထီမဲမြင်ပြု၍နှင်ထုတ်ကြလေသည်။သို့သောကောလိကသည်တီးခန့်၍သာတညတာများတဲခုခွင့်ပြုရင်းတောင်းပန်လွန်သောကြောင့်မလိုလားပဲခွင့်ပြုလိုက်ရ၏။ထို့နောက် ထမင်းစားချိန်သို့ရောက်တော့အခါအိမ်သူအိမ်သားတို့သည်ထမင်းကြောက်ကိုတရားတရားမရှိဘဲကျွေးမွေးသည်ကောလီကလည်းပြီးသမျှသောထမင်းကြောက်တို့ကိုစားတော့၍အိမ်နေသည်တောရဲနှင့်အိပ်ပျော်စင်ကတကယ်သို့လူမျိုးကိုအိမ်မက်ထဲတွင်မြေရပြန်လေသည်ထုံနေရောက်အနံတယောက်ကအဆွေတော်တင်သည်ဂုပတဒနာအားတတ်မှတ်ထားသောသုံးဆွဲရန်ပစ္စည်းဥစ္စာတတ်အပေကြောင့်ပို့၍သုံးဆွဲကွင်ကိုပေးပြီသည်နိယနေ့ခါတိုင်းနှင့်မတူအိမ်သို့ရောက်လာသောဧည့်သည်အားကျွေးမွေးသည့်အတွက် အသုံးအစွဲပုံနေသည်ကို အပေကြောင့်ခွင့်ပြုပါသည်။ဤသူပြုလုပ်ခြင်းသည်မသိလျော်ပေ။နောက်တစ်ယောက်က"အိုးအဆွေဤသူပြုလုပ်ခြင်း၌ငါတွင်အပေအဖြစ်ရှိပါသည်။ငါသည်လုံလာချို့ကိုအားထုတ်သူအားလုံလာအားလျော်သောအကျိုးကျေးဇူးကိုပြုပြီ။ထိုအခါပထမလူကဤသူဖြစ်ခဲ့သောဂုပ္ပတဒနာအားထမင်းကြောင့်တရံမစားနိုင်အောင်အပြစ်ပေးရအံပြောဆိုပြီးပြောက်ကွယ်သွားကြလေသည်။နနဲ့မိုးတော့အလင်းတို့ရောက်တော့ခါဂုပ္ပတဒနာလေးရုတ်တရက်မချင်းမမဖြစ်လျက် နောက်တရံမှာပင်ပြင်လဲကျမ်းမာလာသည်ကိုတွေ့ရလေသည်ကောလီကသည်ထိုအဖြစ်ပြက်ကိုတွေ့မြင်ပြီးနောက်ဂုပတဒနာအိမ်မှထွက်ခဲ့ပြီးဘောဂဒနာတထေးကြီးအိမ်သို့လာခဲ့လေသည်ဘောဂဒနာတထေးကြီးကကောလီကကိုမြင်လျင်ပင်ဧည့်သည်တို့ကိုပြုစုရသည့်ဝတ္တရားတိုင်းနေရထိုင်ခြင်းပြု၍မုံမြတ်သောခဲဝဲဘောစင်တို့ကိုဧကံကျွေးမွေးလေသည်အိမ်ရန်အတွက်လဲပိုးဖဲဂတိပါစသောအိမ်ရာဖြစ်သောအိတ်စီလေသည် ပေါ်လီကသည်ချမ်းသာစွာအိတ်ဆက်ရာမှညသကောင်းရဲ့အချိန်တို့ရောက်တော့ကရခိုင်အိမ်မက်၌တွေ့ရသောလူနေရောက်အချင်းချင်းစကားပြောဆိုနေခြင်းကိုမြင်မှတ်ခဲ့ပြန်ပါသည်ပထမတစ်ယောက်က"အိုအဆွေဘောဂရဏတဲ့ဒီသည်အဲ့ဒီကောလီကအတွက်အုတ်ဆောင်ချင်းဝင်မြောင်များစွာကိုအသုံးပြုလိုက်၏ထို့သို့အသုံးပြုလိုက်ခြင်းသည်မတည်လျော်ပေထို့အခါဒုတိယတစ်ယောက်က"အိုအဆွေဤအုတ်ဆောင်ပစ္စည်းတို့သည်သူသုံးဆွဲရန်အတွက်ကံတရားကချထားပြီးဖြစ်၍သုံးဆွဲနိုင်သည်" ဤသုံးဆွဲပြီးသောအုတ်ဆောင်တို့ကိုမနှက်ပြန်တွင်လေပြန်ရပေလိမ့်မည်ဟုပြောဆိုပြီးပျောက်ကွယ်သွားကြလေသည်နည်းနည်းမိုးတော့အလင်းတို့ရောက်တော့ကဘရင်မင်းမြတ်ထံမှမိုးမက်တချို့သည်စင်တော်ကိုစည်း၍အုတ်ဆောင်ပစ္စည်းများစွာကိုယူဆောင်လာခဲ့ကြသည်ဘောဂရဏတထေကြီးအားဘရင်မင်းမြတ်ကစုလက်များချင်းမြင့်ကြောင်ပြောဆို၍အုတ်ဆောင်ပစ္စည်းတို့ကိုပေးကမ်းသွားကြလေသည်ဒါကုန်မြင်ရသည့်ကောလီကာကထိုကဲ့သို့စဉ်းစားမိလေတော့သည်အင်းဘောဂရဏတထေကြီး၌ ုံးဆွေးရင်စူးစောင်းထားသောဥစ္စာပစ္စည်းဟုရင်မရှိပေ။သို့သောကိစ္စအားလျော်စွာတုံးဆွေးရင်ပစ္စည်းသည်အသိရောက်ရှိလာလေသည်။သူသည်လည်းဝဲမြောက်ဝန်းသာစားသုံးရသလိုသူတစ်ပါးကိုလည်းဝဲမြောက်ဝန်းသာလှူဒဲရသည်။ကပ္ပတဒနာမမူတိမ့်ဆဲထားသောဥစ္စာပစ္စည်းမြောင်များစွာရှိတော်လေ။ပတ်စံတပြားတစ်ချံမှပုံမူ၍မတုံးဆွေးရပေ။ကပ္ပတဒနာ၏ဖြစ်သည်လည်းမကောင်းပါ။ဘောဂဒနာ၏အဖြစ်သည်တော့ အကောင်းဆုံးဖြစ်ပေ၏ဆွဆောင်ပြီးသောဥစ္စာပစ္စည်းမရှိတော့လဲဥစ္စာပစ္စည်းရှိသူကဲ့သို့တုံးဆွေရ၏ပေးကဲလှူရန်ရ၏ချမ်းသာစွာလဲနေရ၏ဘောဂဒနာ၏အကျိုးသည်သာကောင်းမြတ်ပေ၏ကောလိကသည်စဉ်းစားပြီးနောက်ဂောပတဒနာနှင့်ဘောဂဒနာတို့၏အဖြစ်ပြများကိုလေ့လာပြီးဝရမာနာမျိုးမှထွက်ခွာလာလေခဲ့တော်သည်ခရီးလမ်းရှိရခင်တော်အုပ်သို့ရောက်သောအခါနတ်သားနှင့်ပြန်လည်၍တွေ့ဆုံရသည်အိုကောလိကာ ်တင်သည်မြည်သည့်ဥစ္စာမျိုးကိုငါထံမှစုအဖြစ်ယူလိုပါသည်။နေသား၏အမိကိုကောလိကာကဤသို့ဖြေလိုက်သည်။အိုနေသားအကျွန်ုပ်သည်ဂောပတဒနာ၏ဥစ္စာမျိုးကိုမလိုလားပါ။ဘောဂဒနာ၏ဥစ္စာမျိုးကိုသာလိုလားပါ၏။အရှင်နမင်းသည်ဘောဂဒနာ၏စည်းစိမ်ချမ်းသာမျိုးကိုသာကျွန်ုပ်အားပေးပါလော့ဟုတောင်းဆိုလိုက်လေသည်။ထိုအခါနေသားကအိုကောလိကာတင့်မှာ ဘဝဟောင်းကပြုခဲ့သောကံသည်ယခုအကျိုးပေးခြင်းသို့ရောက်ခဲ့ပြီထို့ကြောင့်တင့်အားဘောဂဒနာ၏အဥ္စာမျိုးကိုသာရစီသည်ထို့ကဲ့သို့နတ်သားလည်းစုပေးပြီးပျောက်ွယ်သွားတော်တာပေါ့ကွယ်ကောလိကသည်လည်းမိမိလုံလကျိုးကိုအားထုတ်၍ရှာဖွေထားသောအဥ္စာပစ္စည်းတို့ကိုလည်းနတ်သားထံမှအကုန်အစင်ပြန်လည်ရရှိသည့်အပြင်နတ်သားထံမှနောက်ထပ်ရသောပစ္စည်းတို့ကိုပါစုပေါင်း၍ညာစွာသောအဥ္စာတို့နှင့်အိမ်သို့ပြန်ခဲ့ပြီးအသက်ထက်ဆုံး ပေးကမ်းလှူဒန်းခြင်းဖြင့်ချမ်းသာစွာ နေထိုင်သွားလေတော်သတည်းပုံမြင်လေးကတော့ဒီလောက်ပါပဲသားတို့သမီးတို့ရေအိုးကောင်းပြောပြသွားတဲ့မှတ်သားစရာလေးတခုတော့ရှိနေပါတယ်ဂௌပရဒနာတထေးကြီးလိုပဲကိုယ့်ရဲ့ပစ္စည်းတွေကိုတွန်းတွန်းနှမြောပြီးရှိတယ်လို့ဖြစ်တယ်လို့နေသွားမလားဒါမှမဟုတ်ပဲဘောဂဒနာတထေးကြီးလိုပဲလှူမယ်ကိုယ်တိုင်ကလည်းသုံးမယ်ပြီးလို့ရှိရင်သူတစ်ပါးကိုလည်းပေးကမ်းလှူတတ်မယ်ဒီလိုဆိုလို့ရှိရင်ဘောဂဒနာတထေးကြီးရဲ့စိတ်ထားကပို့ပြီးတော့မုံမြင့်နေတယ်မဟုတ်ဘူးလား တသားမိမိတို့ကရောဘောဂတနာတတိရှိလို့ပဲနေသွားကြမယ်မဟုတ်လားဒါဆိုရင်ကိုလိကလိုလေလုံလဝရီယာစ조사အထုတ်ဖို့လေမမိနေတော့ဦးကောင်းရဲ့ပြပြသွားတဲ့မှတ်သားချက်ပုံမြင်လေးကိုနားဆင်ပြီးနောက်တစ်ပတ်မှလည်းဦးကောင်းကမှတ်သားချက်ပုံမြင်လေးတွေကိုဘယ်လိုတင်ဆက်ပေးသွားအောင်မလဲဆိုတာတသားမိမိတို့ကစောင့်မျှော်ပြီးတော့နားဆင်ပေးကြပါအောင်နော်ကဲဒီနေ့တော့ဒီလောက်ပါပဲနော်တသားမိမိတို့ရေတတား